လုံးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရှိုအောင်လေးတန်ပြီးတော့ကျွရပြီးအရန်ကိုစားကောင်းတဲ့ပက်ကတ်ချော်အလွယ်ချော်နီလေးကိုလာမျှရပြရဖြစ်ပါတယ်ရှင်ဒီနီလေးကတော့ဖြိုးအိမ်မှာအမြဲချော်ဖြစ်တဲ့နီလေးပဲဖြစ်ပါတယ်ကြည့်ဒါဆိုဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော် ဒါလေးတွေကတော့ packet တော်မှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့တ냐ရေစိမ်ပြီးတော့ရေစိမ်တန့်စင်ပြီးရေစစ်ထားတဲ့ကလဲဘဲဝါနှုတ်စီပူးနဲ့တပူးစာပဲဖြစ်ပါတယ်။ပြီးတော့ပဲအချက်မုံထမင်းစာစုံနဲ့နှစုံစာပဲဖြစ်ပါတယ်ရှင်။ပြီးတော့ဒါလေးကတော့ဆန်မုံထမင်းစာစုံနဲ့မောက်မောက်ခုနှစုံစာပဲဖြစ်ပါတယ်။ပြီးတော့ကောက်ညင်မုံထမင်းစာစုံနဲ့မောက်မောက်နှစုံစာနဲ့ဇနိမုံနဲ့ငယ်ပြီးတော့စာလီနဲ့ငယ်နဲ့ရတမုံလေးနဲ့ငယ်ပဲဖြစ်ပါတယ်ရှင်။ packet ကြော်လေးကိုပို့ပြီးတော့ကြော်ရရအောင်လို့ပြောပါ baking powder လေးနဲ့ ငယ်ပါသုံးထားပါတယ်ပြီးတော့ထောင်းထားပြီးသားဂျင်းနေငယ်နဲ့ရေသက်900မီလီလီတာဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့အဓိကပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ကဲပါဝင်ပစ္စည်းလဲအလုံးစက်သဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့မုန်နှင်းကိုဆက်ပေးလိုက်ပါမယ်နော်မုန်နှင်းဆက်ရံအတွက်အရင်ဦးဆုံးဆန်မှု9ဆုံးစာကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ကောက်ညင်မှု9ဆုံးစာနဲ့ပဲအချက်မှု9ဆုံးစာကိုပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့မေဂီဖောင်တာနေငယ်နဲ့ပြင်ထားပြီးသားရတာမှုလေးတွေကိုပါထည့်ပေးလိုက်ပါတယ်ကဲပြီးလို့ရှိရင်တော့အလုံးကိုတမတော်အောင်ဖြိုးလို့မှုသွားပေးလိုက်ပါမယ်နော် မွေသွားလိုက်တာအားလုံးသမတော်ပြီဆိုတာနဲ့သူ့ရဲ့အဖြူကအရေးကိုနည်းနည်းချင်းစီထည့်ပြီးတော့မွေသွားပေးလိုက်ပါတယ်ရှင်ဒီအမှုတ်လေးတွေလုံးဝပျော်သွားအောင်ပေါ့နော်သမတော်အောင်မွေသွားပေးလိုက်ပါတယ် မုံနှင်းနဲ့ဘဲဒီအနေထားဆိုလို့ရှိရင်တော့ဖက်ကတ်ကျော်ပြခက်ကြီးကြီး15ချက်လောက်ရပါတယ်ရှင်။ဒါဆိုလို့ရှိရင်လုံးဝဘဲများများလေးနဲ့ပေါ့နော်။တကယ်လို့ဘဲကိုခက်နေနေလေးနဲ့ဖြူကြော်ပေးမယ်ဆိုလို့ရှိရင်တော့အများကြီးရပါတယ်နော်။အားလုံးနဲ့သွားပြီးဆိုတာနဲ့ဖြူကတန်နေတဲ့ရေလေးကိုပါထည့်ပြီးတော့ပြန်ပြီးတော့မှွေထားပေးလိုက်တယ်။ပြီးရင်တော့ထောင်းထားပေးတဲ့ချင်းကိုအခုလိုမျိုးလေးအရေကိုပဲဖြူလို့နှိမ့်ချပေးထားလိုက်ပါမယ်နော်။ဒါကတော့အနက်လေးမှွေးစေဖို့တပ်ပဲဖြစ်ပါတယ်။ ပြီးတော့အားလုံးပြန်ပြီးတော့တမတော်အောင်ဖွဲ့ပြလိုက်မယ်။အားလုံးတမတော်ပြီဆိုလို့ရှိရင်တော့ရေစိပ်ပြီးရေစစ်ထားတဲ့ဒီကလေးဘဲဝါလေးကိုထည့်ပြလိုက်ပါမယ်နော်။ မရနဲ့အားလုံးသမတော်အောင်နောက်တစ်ခေါက်ပြန်ပြီးတော့ငွေသွားပေးလိုက်ပါတယ်ရှင်ပက်ကတ်ကြော်ကိုကိုယ်တိုင်အိမ်မှာကြော်စားတော့စီသက်သက်လေးနဲ့လည်းစားရတယ်ပေါ့နော်ပြီးတော့ပန်းညများလေးနဲ့လည်းကောက်ကောက်လေးစားရပါတယ်နောက်တစ်ခုကဖြိုးလိုမျိုးပဲအများကြီးကြော်ပြီးတော့လေလုံးနဲ့ပူလေးနဲ့တင်ထားရင်တော့ဒါရှိတွက်လည်းစားလို့ရတယ်ပေါ့နော်ပက်အနှစ်လည်းရပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့ကြော်ပေးလိုက်ပါမယ်နော်ကြော်ပေးရင်အတွက်အရင်ဆုံးဖြိုးလို့စီကိုနည်းနည်းလေးပူအောင်တဲပေးလိုက်ပါမယ်နော်စီလေးပူလာပြီဆိုမှပက်အနှစ်ကိုကိုလိုအသလောက်ထည့်ပေးလို့ရှိရင်တော့အချက်ကြီးသေးအထူပါဖို့ပေါ့နော်ကိုစိတ်ကြိုက်ထည့်ပြီးတော့ကြော်ထားပေး ပေးလိုက်ပါမယ်နော်ဒီပဲချက်လေးကဒီပြော့ရာကနေပေါ့နော်နည်းနည်းမမချွတ်လေးဖြစ်လာတဲ့ချိန်ကြော်တော့ပေးလိုက်ပါတယ်နည်းနည်းလေးမာပြီးတော့ချွတ်လာပြီဆိုမှနောက်တစ်ဖက်ကိုလှန်ပြီးတော့ပေါ့နော်နှစ်ဖက်စလုံးကလုံးဝချွတ်လာတဲ့ချိန်ကြော်တော့ပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ရုံမီအလက်လက်နေသားလေးနဲ့ပဲကြော်သွားပေးလိုက်ပါရရှင်။ကဲတစ်ဖက်ကနည်းနည်းလေးမာပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုပြန်ပြီးတော့ပေါ့နော်။နောက်ဖက်စလုံးကလုံးဝကျွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါမယ်။ ဒီပက်ကက်ကြော်ကြော်တဲ့ချိန်မှာတခုအကြံပေးချင်တာကပက်ကက်ကြော်လေးကကျက်လာပြီဆိုတာနဲ့ဖြူသွားမိို့တခါလေးပိတ်လိုက်တယ်ပေါ့နော်မိို့ပိတ်ပြီးမှနောက်ထပ်ပက်အနှစ်ကိုပေါ့နော်ကိုလိုအဲ့လောက်ထက်ပြီးတော့ကြော်ပေးပါလို့အကြံပေးချင်ပါတယ်မဟုတ်ရင်မိရလည်းပြင်ပြီးတော့ဇီရလည်းအရန်ပူနေရင်ဖြူတို့ထက်ကြော်တဲ့ချိန်မှာပေါ့နော်အပြားလိုက်လေးမိရပဲနဲ့ဂျိုးကျဲသွားတတ်ပါတယ်ရှင်အဲ့ဒီတော့ဖြူတို့မိလေးကိုအရင်ပိတ်ပြီးမှဒီပက်အနှစ်လေးကိုပေါ့နော်ထက်ပြီးတော့ကြော်ပေးပါလို့အကြံပေးချင်ပါတယ်ခုလိုမျိုးလေးထက်ကြော်ပြရနဲ့ဖြူတို့မိကိုပြန်ဖွင့်မယ်ပြီးရင်တော့ပုံမှန်တည်းပဲပေါ့နော်မိအလက်လက်နေထားလေးနဲ့ပဲကြော်သွားပေးလိုက်ပါမယ်နော် ဒီကြောင်လေးလေးဆိုလို့ရှိရင်အိုးနှလုံးနဲ့ကြော်စရာမလိုဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်မိအေးလေးနဲ့ကတအိုးမိပြင်းနဲ့ကတအိုးကြော်ရတယ်ပေါ့နော်ဒီနီလေးကတော့တအိုးနဲ့အပြီးကြော်လို့ရတယ်နီလေးပဲဖြစ်ပါတယ်ရှင်အခုဖြိုးကြော်ပြထားတဲ့အတိုင်းလေးပဲပက်ကက်ကြော်တစ်ခုကကျက်လာပြီဆိုလို့ရှိရင်တော့ပြုံးမိကိုပိတ်ပြီးလို့ရှိရင်ဆက်ထုံးမယ်ပြီးလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ကြော်ပေးပါလို့ချက်မိချင်ပါတယ်အခုဖြိုးဗီဒီယိုမှာလောက်ပြထားတဲ့အတိုင်းပဲလိုက်နောက်ရင်အခုလိုမျိုးလေးပေါ့နော်ပက်အချက်လေးရလဲလှလှလေးရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကပြုံးပဲကိုကြော်ပြတဲ့အချိန်မှာပေါ့နော်စိတ်မလောပဲနဲ့ လုံးဝကျွတ်လာတဲ့အထိကြော်ပေးပါလို့အကြံပေးချင်ပါတယ်။ကဲခုဆိုလို့ရှိရင်တော့ဖြူရဲ့ပက်ကတ်ကြော်လေးရတော့ရပါပြီရှင်ဖြူမှာဆိုလို့ရှိရင်ကြော်လိုက်တာ15ချက်လောက်ရပါတယ်ကဲခုဆိုလို့ရှိရင်လွယ်ကူရွရှင်ပြီးတော့ကျွရပြီးအရန်ကိုစားလို့ကောင်းတယ်ဖြူရဲ့ပက်ကတ်ကြော်လေးရတော့စားဖို့အဆင်သင့်နေပါပြီရှင်ကျွရပြီးတော့စားလို့လည်းအရန်ကောင်းပြီးလုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်က Subscribe ကိုနှိပ်ခေါင်းကိုနှိပ်ပေးချပါပဲကျွန်တော်ဒီ